်အင်္ဂလာပါအဲကျွန်တော်အခုလက်ရှိရင်းချမ်းမြေလောကမှာကျွန်တော်ရဲ့ဘဝမှာကြုံခဲ့ရတဲ့ဖြစ်ပျက်လေးတွေကိုအဲနည်းနည်းပြောပြရချင်တာပေါ့လေဆိုတော့ကျွန်တော်တို့ဘွဲစားတွေမှာစောင့်ထင်းရမယ့်ခြင်းဝတ်တွေလုပ်ငန်းကျွမ်းကျင်မှုတွေနှုတ်ဝတ်ကျေပြန်မှုတွေဆိုတာလိုအပ်တယ်ဆိုတော့အဲ့ထဲကနေမှာကျွန်တော်ဒီနေ့ကအကြောင်းအရာတစ်ခုဒါရှင်းရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တွေကနှုတ်ဝတ်မကျေပြန်တဲ့အကျိုးဆောင်ဆိုတာကသူကအလုံးမဖြစ်တဲ့အကျိုးဆောင်လို့ပဲ ဲ့တော့ပွဲသားဆိုတာ network များများအားကောင်းလေလေပို့ပြီးတော့ဟိုအဆင်ပြေလေလေပေါ့ဗျာဆိုတော့အဲ့ဒါဘာအဓိကပြောချင်လဲဆိုတော့ network အားကောင်းတော့ကျွန်တော်တို့ network တွေကတယောက်နဲ့တယောက်ကအခု customer တယောက်လာတယ်ဟိုဥဖြူပေါ့လာတယ်အာကျွန်တော်စီမှာရှိတဲ့ data တွေသူကြည့်သွားတယ်သူနဲ့ guide ညီတယ်ဟာမရှိသေးဘူးဆိုတော့ကျွန်တော်ထပ် data တွေရှာရမယ်အကြလို့ရှိရင်အဲကျွန်တော်ရဲ့အတိုင်းဝိုင်းလူတွေလှမ်းမိတယ်အာကိုရီမအေးဂျင်နီယာဒီစေး ဒီလိုအိမ်လေးပါတာမျိုးကိုရောမစီမှာရှိလားဖရဲကွက်မရဲကွက်လေးကြိုက်တယ်ဆိုအာတို့ကလည်းရှိတယ်ဆိုလာကြည့်လာကြည့်လာကြည့်ပေါ့အဲ့လိုမျိုးပေါ့အဲကျွန်တော် data တွေကိုအရင်ဆုံး customer မတန်ခင်သွားကြည့်ရတယ်အဲပြီးတော့မှ customer နဲ့ကိုင်းညီမယ်လို့ထင်တဲ့ဟာလေးကျွန်တော်လမ်းကွာအကိုနဲ့ကိုင်းညီတဲ့အိမ်လေးတို့ဒီဟာဒီဟာလေးတွေ့ပြီဒီရဲကွက်ထင်ပါဒီဟာလေးအဆင်ပြေတယ်အကိုပင်တစ်ချက်တော့လာကြည့်လိုက်ဆိုတော့ customer လာပြီပေါ့ဗျာလာတဲ့အချိန်မှာဘာဖြစ်မလဲဆိုတော့တစ်ခါတစ်ခါကြလို့ရှိရင် data တွေကိုတယောက်နဲ့တယောက်ကပြန် share တဲ့အခါမှာ အဓမ္မကလူက data ကိုတိတိကျကျပေါ့ information ကိုဟိုအကုန်လုံးမပြောလိုက်တာမျိုးပေါ့ဆက်လို့ကျင်တာအိမ်နံပါတ်အတီးကြတယ်သူတို့မှတ်မှတ်မိပဲနဲ့သူမှတ်မိတော့ဒါမှတ်မိရဲ့နံပါတ်လေးပဲသူပြောလိုက်တာပေါ့ဆိုတော့ပြောချင်တာဗျအိမ်နံပါတ်290ကြောင်မအိမ်ကအဲ့ရင်ရှိရဆိုလို့ရှိရင်သူခေါင်းထဲမှာက290ပဲမှတ်မိ920သူမှတ်မိနေအာအိမ်နံပါတ်920အာဒီအိမ်ရောင်းမယ်ဆိုရင်သူကပြောလိုက်ကောပြောလိုက်တဲ့အချိန်ကိုကလည်းဒီအိမ်နံပါတ် 920ပဲမှန်နေရာသွားကြည့်သူ့ information ပြန်ထောက်တော့အခုဒီနေရာအိမ်ပါတယ်เนาะဒီနေရာမြေခွက်ပါတယ်เนาะအာဘယ်လိုပုံစံတော့အာသူလည်းဟုတ်တယ်ဟုတ်တယ်ဟိုညီလေးခြားခြားခြားတစ်ခါတစ်ခါတောင်လို့ရှိရင်အိုတော့မကြည့်မိတာတော့လကောင်းစင်တူရုံမှဖြစ်တာတော့လကောင်းသူတို့စိတ်ထဲမှာလည်းဇဝေးဇဝါဖြစ်တာတော့လကောင်းဖြစ်တတ်တယ်။အဲ့တော့သူတို့ကလည်း okay ဆိုပြီးချလိုက်တယ်။ကိုကလည်းအဝယ်ကိုခေါ်လိုက်တယ်။အဝယ်ကဒီနေရာကိုလာကြည့်တယ်ကြိုက်သွားတယ်။အဲ့တော့အလုံးလုံးမယ်လဲဆိုရောဘာဖြစ်လဲဆိုတော့အိမ်နံပါတ်က920နဲ့290နဲ့290ကအများကြီးလေး အဲ့တော့ဘာဖြစ်မလဲပြောရမှာလို့ရှိရင်အဆင်မပြေတော့ဘူးဗျာအဆင်မပြေတော့ရောင်းသူဝယ်သူကိုကျွန်တော်တို့ကပေးမတွေ့ခင်ပါပဲအယောင်းဝယ်ကပြီးသွားတယ်ပေါ့ကျက်သွားတယ်ပေါ့လေဆိုတော့ကျွန်တော်ကောင်းနေမှာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ story line တစ်ခုကောင်းနေမှာရှိတယ်အဲ့ဒါကကျွန်တော် 2020ခုနှစ်ကကြုံခဲ့ရတဲ့အဖြစ်အပျက်လေးတစ်ခုပေါ့လေကျွန်တော်ခေါင်းထဲမှာတော့ဒီဟာကဟိုဂျန်နဲ့ချက်တဲ့ဆိုင်ဒါက memory တစ်ခုလို့အမြင်နဲ့ရှိနေတာဆိုတော့အဲ့ဒီတော့ကဆိုရင်ကျွန်တော်ရုံးကကျွန်တော်ဝင်လာလေးတယောက်ကဒီလက်ရှိသူ RAM ပေးနေတဲ့ customer တယောက်ရှိတယ်ပေါ့ကျွန်တော်လည်းရင်းနေတယ်အဲ့မဲ့ကျွန်တော်ကတစ်ခါလေးလုံးမအားရတာတွေပါနေရှိတော့ဒီကျွန်တော်ရုံးကကလေးနဲ့ပဲဒီ customer နဲ့ကမြေခွက်ကြည့်တာများတယ်ဒါလာကြည့်ဖြစ်တာရှိတယ်ကျွန်တော်ကျတော့ဖုန်းဆက်တဲ့အချိန်နဲ့ကျွန်တော်တို့ဒါခါတကတွေ့တဲ့အချိန်တော့ပဲရှိတာတတိယ ဒီလိုပဲပြရနေနေသူတကွက်ကြိုက်တယ်ဈေးဆိုင်မို့လောက်တယ်အခုကျွန်တော်ရှေ့ရပြောခဲ့တဲ့ဖြစ်ပြက်လိုပဲပေါ့ဗျာလိုတိုရှင်းပြောရရင်တော့သူကြိုက်တဲ့အိမ်ကတခုငကောင်လေးကလည်းအဲ့ဒီအချိန်မှာဒီကျွန်တော်လောကသားတွေကနေပဲဒီဂျိုးဆောင်တယောက်နေစီရတယ်သူဒီ data တွေယူလိုက်တယ်ယူလိုက်တဲ့ data ကဘာဖြစ်လဲဆိုတော့ခုနလိုပေါ့အိမ်နံပါတ်လွဲတာပေါ့အိမ်နံပါတ်လွဲတဲ့ပြဿနာကြောင့်နေရာ location ကတော်တော်ဟာသွားတယ် အဲ့တော့တစ်ဖက်လူကကြိုက်ပြီးဈေးဆိုင်မယ်လို့တဲ့အချိန်မှာတွေးတော့မယ်အချိန်ကြတော့မှာဟာဒီလေးရေးတဲ့ကိုပြောတာဒီနံပါတ်တဲ့ဒီနံပါတ်မဟုတ်ဘူးလေဆိုတော့ဒီမှာကချိန်မပြူဖို့နဲ့လာဖို့တော့စဉ်းစားနေပြီလေအဲ့တော့မဖြစ်သွားလဲဆိုတော့ရောင်းစုပ်ဝယ်သူမတွေးလိုက်ရဘူးပွဲပြတ်သွားတယ်အဲ့မဲ့အကစတမ်ကတော့တော်တော်လေးစိတ်ရှည်တဲ့ကစတမ်ပါပါ။သဘောလေးတော်တော်ကောင်းတယ်။အဲ့တော့သူပထမတစ်ချိန်ဆိုတော့လည်းဘာမှမဖြစ်ဘူး AC နဲ့ပြီးသွားတယ်။အော်ဒါဖြစ်တတ်ပါတယ်။ဒါက ဒီလောကမှာကြုံနေကြဆိုတော့သူလည်းနားလေပြပါတယ်အဲ့လိုနဲ့ဒုတိယတစ်ခါပေါ့ထက်ပြီးတော့သူမြေကွက်လိုက်ပြထက်တွေ့လုံးမဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီဈေးတန်းကွာဟာကြပေါ့အဲ့တုန်းကကျွန်တော်ဈေးကတော့တင်းကြီးကမှတ်မိမဲ့ baby 900ပဲထားကြပါသူပေါ့ဗျာသိန်း900နဲ့အရင်ကဒါ RAM မလို့တဲ့ဒီစဆိုင်တွေ့ကန်ဒီအချိန်မှာပန်ရှင်းကသိန်း800ပြောင်းသွားတယ်ဒါပေမဲ့800ပြောင်းတဲ့ကိစ္စကိုဒီရောင်းတဲ့လူဘက်ကသူ့ရဲ့အကျိုးဆောင်လို့သူပြောလိုက်တယ် ရောင်းငါဘက်ကတော့ခုနရမရောင်းနိုင်အောင်ရှေ့ရရောင်းမယ်ဆိုပြီးပြောလိုက်တယ်။ဒါပေမဲ့ဖြစ်ချင်တော့ဗာဖြစ်လဲဆိုတော့အဲ့ဒီအကျိုးဆောင်ကဒီဒီကျွန်တော်ရောင်းอ่ะဒီကျွန်တော်ညီကိုအာမင်းတောင်းတဝဲသူကတွေ့ပြီလိုက်တွေ့လိုက်အစီပြေသွားမှာပဲဘာမှတိတ်ဟွာဖြစ်မနေနဲ့။ Okay ွားလိုက်မယ်အဲ့တော့အချင်းချင်းတွေ့ပြီလိုက်ဆိုပြီးပြောတော့ဟိုကလေးကလည်းအော်သူလည်းတိတ်မတိဘူးလေသူတို့ကြတော့လေအလုပ်ဖြစ်နေတာပဲရှိတော့အဲ့ဒါဆိုတွေ့ပေးလိုက်မယ်ပေါ့ maybe အဲ့တုန်းကဒီကျွန်တော်တို့ information ကိုကျွန်တော်တို့အကျိုးဆောင်နေနေက information ပြောင်းရင်ပြောင်းတယ်လို့ကျွန်တော်တို့ရဲ့ customer အတိအကျကုန်ပြပြောပေးရတာဟုတ်တွေးမှာဆိုတဲ့ဟာမျိုးကကျတော့အဆင်သိမ့်မပြေအဲ့ဒါကျတော့ကျွန်တော် information ကိုခြံထားတယ်လို့ဖြစ်နေတာအကျိုးဆောင်ကောင်းတရားတော့ရတော့မဟုတ်ဘူးလေအဲ့တော့ဘာဖြစ်လဲဆိုတော့တွေ့တယ်အဆင်မပြေဘူးဒီဘက်ကလည်းဈေးပြောင်းသွားတယ်တစ်ဖက်ကလည်းသူ900လို့သိပြီးတော့လာတယ်ဒီရောက်တော့မှသူလည်းဈေးမပို့မပေးခြင်း900တောင်စစ်ဖို့ဆိုပြီးတာဒီရောက်မှ800ဆိုတော့ပိုးတောင်ဆိုးသွားတယ်အလုံးကြီးနဲ့ပဲအဆင်မပြေခဲ့ဘူးပေါ့ဒါပေမဲ့အဲ့ချိန်ကြီးနဲ့သူကတော့စိတ်ရှည်တော့မှာပဲ ်နောက်ဆုံးတတိယတစ်ခွက်ဆိုင်တယ်ဆာဝဲဆာရန်ကအဲ့လိုမျိုးပဲသူ့ကိုပြောတဲ့အချိန်မှာကရန်ကအမြီပေါက်ဆိုပြီးတော့ run နေတကယ်တမ်းလည်း run လိုက်တော့ဆာဝဲဆာရန်ကကတုံးဖြစ်နေအဲ့ဒါကြတော့ customer ကစိတ်ဆိုးလာပြီပေါ့စိတ်ဆိုးပြီးတော့နောက်ဆုံးကျွန်တော်ကိုယ်တိုင်တောင်းပန်ပြီးတော့ဒါဒီလိုဒီလိုပြဿနာတွေဖြစ်သွားတာကျွန်တော်ဘက်ကတောင်းပန်ပါတယ်။ဘာညာဆိုပေမဲ့လည်းတစ်ဖက်ကလူကတော့စိတ်ဆိုးသွားတယ်ပေါ့ဗျာ။ ့ဆိုတော့ကျွန်တော်နဲ့တော့သူငွေကအရောင်းဝင်မဖြစ်သွားဘူးပေါ့ဆိုတော့အဲ့မှာဘာကိုတတိထားနေကြတာလဲဆိုကျွန်တော်တို့အကျိုးဆောင်တွေရဲ့ဒီတချို့တချို့ case တွေမှာကျွန်တော်ကဟိုတစ်ခါတစ်ခါညလို့ရှိရင်ဆာဆာကိစ္စတွေရဆာပေါ့လွယ်မဲ့တစ်ခါတစ်ခါ data transfer လောက်တာတော့မှအတိအကျပေးတာမရှိဘူးဒီရက်ကွက်ဒီနံပါတ်ဒီဈေးဒါတော့ဝင်ပြောမျိုးလားရှိတယ်။စားစားတော့နောက်တစ်ခေါက်ပြန်ပေးရတာမျိုးတွေရှိတယ်။အာအဲ့လိုမျိုးတွေပေါ့တခါတခါအဲ့တော့နောက်ပိုင်း data transfer တွေလုပ်တဲ့အခါ data sharing တွေလုပ်တဲ့အခါကျတော့ရှိဒီတစ်ချက်ကကျွန်တော်တို့စီပါအရန်ကို ဟိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီ customer နဲ့ relation ချိတ်တဲ့နေရာမှာယုံကြည်မှုဆိုတာအရေးကြီးတယ်အဲ့ဒီအရာကြီးကိုဒီဘာမှမဟုတ်တဲ့ကိစ္စလေးရတော့ထိကြိုက်သွားနိုင်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့အကျိုးဆောင်တွေအနေနဲ့လည်းအဲကျွန်တော်တို့တယောက်ပေါ့ data ဒါ share လုပ်တဲ့အခါကျလို့ရှိရင်ဒါလေးကိုဘယ်ယူဆိုင်တဲ့အဲ့တော့ဒီအရာကိုကျွန်တော်တို့ကဂယူဆိုင်ပြီးတော့တင်းချလုံးမှလည်းကျွန်တော်တို့တင်းတင်းလေးရေးဆိုပေမဲ့လည်း ဓာယုကိုဂယုမဆိုင်ပဲလုံးမိသွားလို့ရှင့်ရင်ကျွန်တော်တို့ ਨੇ ဒီလက်ရှိလုပ်နေတဲ့ကျွန်တော်တို့ရဲ့ professional စံနဲ့အကျိုးဆောင်လုပ်ငန်းမှာပွဲစားလုပ်ငန်းမှာအနှောက်အယှက်တွေအများကြီးဖြစ်နိုင်တယ် customer ရဲ့ယုံကြည်ခြင်းမဲမှုတွေလည်းအများကြီးခံရနိုင်တယ်အဲ့တော့ဒါလေးကိုဟိုကျွန်တော်အနေနဲ့တော့ဒါကယူပြုစီစဉ်နေပေါ့လေဒါကျွန်တော်တို့အကျိုးဆောင်လောကမှာဟိုအခုမှနောက်ပိုင်း run လာတဲ့ကျွန်တော်ရဲ့ညီလေးညီမလေးလည်းရှိတယ်ကျွန်တော်တို့ပို senior ကြားတဲ့လူတွေကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အကုန်လုံးသိပါတယ်ဒါကတော့ ဟိုကျွန်တော်ရဲ့အဖြစ်အပျက်လေးကိုပဲကျွန်တော်ပြန်ပြီးတော့ share လုပ်တဲ့သဘောလောက်ပါပဲအဲတရင်တပြူးမိစေခြင်းလို့ပေါ့လေအဲ့တော့ဝယ်သူတွေအနေနဲ့လည်းတစ်ခါတစ်ခါကျတော့ request လုပ်ထင်တာလေးကတော့တစ်ခါတစ်ခါကျတော့ရှင်ကျွန်တော်လောကမှာဒီလိုမျိုးပေါ့ကျွန်တော်တို့ကတော့ customer တွေရဲ့လူဝင်တာလိုအပ်တာနဲ့လိုအပ်ချက်ကိုပဲဖြည့်ဆည်းပေးခြင်းနဲ့လူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ဒီ customer ဒါလိုနေလဲဆိုတောင်မရရအောင်ကျွန်တော်တို့ရှာရဲဖွေးတယ်အာလုံးလုံးကြရပါဗျာအဲ့တော့တစ်ခါတစ်ခါကျလို့ရှိရင်တော့ဒီလိုမျိုးအမှားလေးတွေပေါ့ ဖြစ်တတ်တယ်။အားကြလို့ရှိရင်လည်းကျွန်တော်တို့ဒီအကျိုးဆောင်တွေကိုခွင့်လို့မေးပါနားလည်ပေးပါလို့ကျွန်တော်ကဒီနေရာနေပြီးတော့ပြောချင်ပါတယ်။โอเคပါကျွန်တော်နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။